မင်္ဂလာမနက်ခင်းပါရှင်၂၀25ခုနှစ်အောက်တိုဘာလ25ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားပါမယ်။ဒီမှာကတော့ຫນွေဦးမှမှပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့မြို့နယ်အချင်းအောင်တာဝန်ခံများအချင်းသားထိန်းသိမ်းရေးတာဝန်ရှိသူများနဲ့တရားရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးတွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။ မြို့သားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနအကျဉ်းဦးစီးဌာနနဲ့မြို့နယ်အကျဉ်းအောင်တာဝန်ခံများအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူများနဲ့တွေ့ဆုံခြင်းအစည်းအဝေးအမှတ်စဉ်3မြင်းဆောင်2025ခန်းနာကိုအော်တိုဘားလ15ရက်နေ့မြန်မာစံတော်ချိန်နနက်10:00နာရီအချိန်မှာကျင်းပပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါရတယ်။စူပါခန်းနာတို့တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျိုးဆန်၊ကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ညွှန်ကြားရေးမှူးဦးတုဒ်ရုံးဖွဲ့မှုနှင့်ရုံးဖွဲ့ဝင်များမြေပြင်ဆက်သွယ်ရေးတာဝန်ခံများနဲ့ မြို့နယ်ဆက်ရှိမြို့နယ်မှာကျင်းအောင်တာဝန်ခံများကျင်းသားထိန်းသိမ်းရေးတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ရယဝင်းကြီးဌာနပြည်တော်စုဝင်ကြီးဦးသိန်းဦးမှစီဝေးတို့တက်ရောက်လာတော့ချင်းဦးစည်းဌာနနှင့်ပတ်သက်သည့်တာဝန်ရှိဆရာဆရာမများအားလုံးသည်အင်မတန်ရည်ကြီးသည့်တာဝန်ကြီးကိုထမ်းဆောင်နေကြခြင်းဖြစ်ကြောင်းတော်လည်ဤအကျိုးစီးပွားကိုဆောင်ရွက်နေတာဖြစ်သောကြောင့်အင်မတန်ဂုဏ်ယူစရာဖြစ်ကြောင်း တော်လင်းရဲ့အတွက်အကျိုးရှိတယ်လို့လူထုအတွက်လည်းအကျိုးရှိကြောင်းစုံမနဲ့မြင်များတွင်ဖြစ်ပွားခဲ့သည့်ပြည်မှုဆိုင်ရာကိစ္စရပ်များတွင်ပြည့်ရှိကြောင်းတွေးရှိချက်များပေါ်တွင်တရားရုံးများမှပြည်တယ်ချမှတ်ပြီးကျင်းသားများရှိကြောင်း၎င်းတို့သည်သတ်မှတ်ထားသောကြာခံရသည့်ကာလကုန်လျှင်လူထုနှင့် တသားပြီးပြန်လည်ဖြစ်နေစေရအင်မတန်မှအရေးကြီးကြောင်းလူရင်းနဲ့တသားနဲ့ပြန်ဖြစ်ဖို့ဆိုရင်၎င်းတို့၏စိတ်ပိုင်းဆိုင်ရာမှာပြစ်မှုကျူးလွန်ခြင်းသည်မှားယွင်းမှုဖြစ်သည်ကိုသိရှိပြီးထိုကဲ့သို့ပြစ်မှုမျိုးနောက်တစ်ခါထပ်မံမှားယွင်းခြင်းအဖြစ်မခံတော့ဘူးဆိုသည့်စိတ်ဓာတ်မျိုးရရှိလာအောင်စ조사ပြုပြင်ရမှာဖြစ်ကြောင်းတကယ်လက်တွေ့ဘဝတွင်လည်း၎င်းတို့သည်ပြန်လည်၍လူကောင်းများအဖြစ်လူပေါင်းတိုင်းဝိုင်းနှင့်ပြန်လည်ရှင်သာလာနိုင်ရန်အတွက်ပြုပြင်ပေးနိုင်သည့်အခွင့်အရေးမှာဂျင်းဦးစည်းဌာနနှင့်ကျင်းအောင်တာဝန်ခံများကျင်းအောင်ထိမ့်သိမ်းဆောင်ရှောက်နေသည့်တာဝန်ရှိသူများလက်ထဲတွင်ရှိကြောင်း ဆိုပါခွင့်ရေးကိုမမှန်ကန်ကန်ထိထိရောက်ရောက်အသုံးပြုနိုင်ရန်လိုအပ်ကြောင်းယနေ့အစည်းအဝေးတွင်မိမိတို့၏အခက်အခဲများညှော်မှန်းချက်များကို၎င်းဆောင်ရွက်လိုသည့်အချက်များကို၎င်းဆွေးနွေးနိုင်သည်ဆိုလျင်ယနေ့အစည်းအဝေးရလက်မှာတကယ်ရလက်ကောင်းဖြစ်ကြောင်းယနေ့အစည်းအဝေးတို့အချိန်ပေးတက်ရောက်လာသောတဦးတယောက်ချင်းစီတိုင်းကိုလည်းသူဝင်ကျေးဇူးတင်ရှိပါကြောင်းအဖွဲ့မှစကားပြောကြားခဲ့ပါသည် အဲ့နောင်မြို့နယ်အကျဉ်းဆောင်တာဝန်ခံများကျင်းသားထိန်သိမ်းရေးတာဝန်ရှိသူများနဲ့တွေ့ဆုံခြင်းစီဝင်းမတ်စင်နှစ်မြင့်ဆောင်2025မှာထွက်ပေါ်လာသောရှေ့လုပ်ငန်းစဉ်များပြီးစီးမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးခြင်းမြို့နယ်အကျဉ်းဆောင်တာဝန်ခံများကျင်းသားထိန်သိမ်းရေးတာဝန်ရှိသူများ၏ဂျူတင်မင်းမြန်းချက်များအပေါ်သက်ဆိုင်ရာတာဝန်ရှိသူများမှပြန်လည်ဖြေကြားခြင်း ထွေထွေဆွေးနွေးခြင်းများလှုံ့ဆော်ခဲ့ပြီးစီဝေးဆုံးဖြတ်ချက်နှင့်ရှင်းလုပ်ငန်းစဉ်များချမှတ်ခြင်းတို့အားတရားရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမှအတည်ပြုပေးခဲ့ပြီးနောက်ဤကုံကျုံမှစကားပြောကြားကစီဝေးကိုမြန်မာစံတော်ချိန်နာ၂၇နာရီ၈မိနစ်အချိန်မှာအောင်မြင်စွာရည်နာခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ASEAN မြန်မာစီးအုပ်စု၏နိုင်ငံတကာရာဇဝတ်မှုများတွင်ပါဝင်ပတ်သက်မှုဆုံးသက်ရန်နှင့်သူရာယူကောက်ပွဲညင်းပယ်ရန်တောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုများမှပါဝင်ပတ်သက်မှုကိုအဆုံးသတ်ရန်နဲ့တရားမဝင်ရွေးကောက်ပွဲတရက်ကျင်းပရန်စစ်အုပ်စုရဲ့ဂျူပါမှုကိုစန့်ကျင်ရန် Justice for Myanmar အဖွဲ့ကတောင်းဆိုလိုက်ပါတယ်ယခုတောင်းဆိုမှုသည်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပမည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ Justice for Myanmar ရဲ့ထုတ်ပြန်ချက်အရအာဆီယံ၏ပုံသဘောထား၅ရက်သည့်အောင်မြင်မှုမရခဲ့ပဲမြန်မာစစ်အုပ်စုသည် ယသားပြည်သူများပေါ်ဂျမ်းဖတ်စစ်စင်ရေးများနဲ့နိုင်ငံဖြစ်ကျော်ရာဇဝမှုများကိုဆက်လက်လှုံ့ဆော်နေကထုတ်လုပ်ရများကိုအာဆီယံဘက်ဝင်နိုင်ငံများနဲ့ဒေသတွင်စီးပွားရေးလုပ်ငန်းများ၏ပတ်မုံမှုကအားပေးထောက်ခံခဲ့တယ်လို့စွပ်စွဲထားပါတယ်။စီအိုစုသည်အတူရာရွေးကောက်ပွဲတရက်ကျင်းပရန်ပြင်ဆင်နေရလေကြောင်းတိုက်ခတ်မှုများစုလိုက်တပ်ဖြတ်မှုများလိမ်မိုင်းဆိုင်ရာဂျမ်းဖတ်မှုများညှဉ်းပန်းနှိပ်စက်မှုများနဲ့ခြေရွာများကိုဖျက်ဆီးမှုများကိုဆက်လက်ကျူးလွန်နေသည့်အပြင်လူပေါင်း2000ကျော်ကို တရားမဝင်ထိမ့်သိမ်းထားပြီးအင်တာနက်စင်ဆာဖြတ်တောက်မှုနဲ့ထောက်လိုင်းလုပ်ငန်းများကိုလည်းတိုးမြှင့်လှုံ့ဆော်လျက်ရှိတယ်လို့ဆိုထားပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံများရှိစီးပွားရေးလုပ်ငန်းများသည်ဆေးဥစုနှင့်ဆက်နွယ်မှုများမှတဆင့်လေရင်စီရေနံသဘာဝတန်ခွင့်သင်းလုပ်ငန်းနှင့်ဤပညာဆိုင်ရာပတ်မုံမှုများပေးနေပြီးထိုဆက်နွယ်မှုများသည့်ဆေးဥစု၏အကြံဖတ်လုပ်ရန်များကိုဆက်လက်ထောက်ပံ့ပေးနေတယ်လို့ဖော်ပြထားပါတယ်။အာဆီယံအနေနဲ့ ဆေးဥစုရဲ့အတွေ့အကြုံရွေးကောက်ပွဲကိုညှင်းပယ်ရန်၎င်းတို့၏ကိုယ်စားလှယ်များကိုအာဆီယံအစည်းအဝေးများမှတားမြစ်ရန်နှင့်မြန်မာပြည်သူများ၏ဒီမိုကရေစီနှင့်တရားမျှတမှုအတွက်လှုံ့ဆော်မှုကိုထောက်ခံရန် Justice for Myanmar ကတိုက်တွန်းထားပါတယ်။ဒါ့အပြင်အာဆီယံဖွဲ့ဝင်နိုင်ငံများနှင့်၎င်းတို့၏စီးပွားရေးလုပ်ငန်းများအနေဖြင့်ဆေးဥစုတို့ငွေကြေးလက်နက်နှိပညာနဲ့လေယာဉ်စီထောက်ပို့မှုများကိုဖြတ်တောက်ရန်လိုအပ်ကြောင်းဖော်ပြထားပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမဲ့ရတနာမောင်က ဆေးဥစုရဲ့အမိခံရွေးကောက်ပွဲသည်ဒီမိုကရေစီသို့ဦးတည်သည့်လမ်းကြောင်းမဟုတ်ဘဲ၎င်းတို့၏အကြမ်းဖက်အုပ်ချုပ်မှုကိုတရားဝင်မှုပေးရန်ဒီဇိုင်းထုတ်ထားတဲ့လှည့်ကွက်တစ်ခုသာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြို့သမီးနှင့်ကလေးသင်ငယ်ကာကွယ်စောင့်ရှောက်ရေး WCP သင်တန်းကိုစကိုင်းနဲ့မကွေးတိုင်းအတွင်းကမြို့နယ်၁၇ခုမှာအောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့သတင်းဖြစ်ပါတယ်။ပြပခကလာတွင်မြို့သမီးနှင့်ကလေးသင်ငယ်များကာကွယ်စောင့်ရှောက်ရေး WCB သင်တန်းကိုစက်တင်ဘာလအောက်တိုဘာလတွင်မှာ စကိုင်းတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးအတွင်းကမြို့နယ်၁၇ခုမှာအောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်းလူခွေရေးဆိုင်ရာဝန်ကြီးဌာနမှအသိပေးထုတ်ပြန်ပါတယ်။ဒေသများတွင်လက်နက်ကိုင်ပိပခအတွင်းကကလေးတငယ်များအခြေအနေ Children in M Conflict ကလေးခွေရေး Child Right ကလေးတငယ်ကာကွယ်စောင့်ရှောက်မှု Child Protection ဂျန်နာခြေပြုတ်အကြမ်းဖက်မှုများ Gender Based Violence ကလေးတငယ်များအားတပ်ဖြတ်ခြင်းနှင့်ကိုလက်အင်ကပျက်စီးစေခြင်း၊လိမ်မိုင်းဆိုင်ရာအမျက်ထုတ်ခြင်း၊ကလေးတငယ်များကိုလက်နက်ကိုင်ပြပခများတွင်တပ်သားအဖြစ်စုဆောင်းခြင်းနှင့် တိုက်ပွဲများတပ်စခန်းများတွင်အမျိုးမျိုးအုံချခြင်းအစရှိတဲ့အချက်လက်တွေပါဝင်တဲ့ကလေးသင်ငယ်များအပေါ်ချိုးဖောက်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှု6ရက်များ safe grade violations အကြောင်းပြည်ပခချင်းတွင်ဖြစ်ပေါ်လာသောလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှု CRSV conflict related sexual violence တွေ LGBTQIA+ တို့ရဲ့အခွင့်အရေးနဲ့ကာကွယ်ပေးမှုတွေနဲ့ဒီချက်တွေနဲ့ဆက်လင်းပြီးမြို့သားညီညွတ်အစိုးရကထုတ်ပြန်ထားတဲ့ဥပဒေများအကြောင်းကိုဆွေးနွေးပို့ချခဲ့တယ်လို့သိရပါတယ်။ တင်နန်းသားများနဲ့တင်ကြားပေးတဲ့နှီးပြဆရာတွေအပြန်အလှန်ဆွေးနွေးတာမြေပြင်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုသုံးသပ်တာတွေနဲ့အုပ်စုဖွဲ့ဆွေးနွေးတာတွေကိုတင်နန်းတွေတွင်မှပြုလုပ်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်တင်နန်းတက်ရောက်သူတွေထဲမှာဒေသခံအမျိုးသားအမျိုးသမီးလိင်စိတ်ခံယူမှုကွဲပြားသူတွေပညာရေးဝန်ထမ်းတွေမတန်ဆန်းသူတွေတော်လှန်ရေးရဲဘော်တွေတက်ရောက်ခဲ့ကြပြီးတင်နန်းအလုံးမှာတော့အမျိုးသမီး80ရာခိုင်နှုန်းကျော်ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါဗျ။ တင်နန်းတွေပြီးမှတင်နန်းသားတွေရဲ့မှတ်ချက်တွေနေနဲ့ခုလိုတင်နန်းတွေကိုမြေပြင်မှာကြကြပြက်ပြက်ပြုတ်လုတ်ပေးတဲ့ကြောင့်တင်နန်းကနေသိပညာများစွာရကြောင်းမျိုးသမီးနဲ့ကလေးငယ်ခွင့်ရင်းများသာမကဇန်နပိုင်းဆိုင်ရာခွင့်ရင်းတွေကိုပုံမှန်သိရှိလာပြီးပုံမှန်လေးစားလိုက်နာကျင့်သုံးဖို့လိုအပ်ကြောင်းကျန်းဖတ်မှုတွေကနေပုံမကွယ်ပေးဖို့လှုံ့ဆော်ရမယ့်အသည့်အမြင်တွေကြောင့်လည်းဒီလိုတင်နန်းတွေဟာမိသားစုတိုင်းသိထားတဲ့နဲ့တင်နန်းတွေဖြစ်တယ်လို့ကဏ္ဍတီးတီးကကောင်းဆောင်တွေကပုံမသိရှိရမယ့်အကြောင်းအရာတွေဖြစ်ကြောင်းတင်နန်းတွေပြီးမှတီးတီးမှတ်ချက်ပြုပြောကြားခဲ့ပါတယ် ။တန်တန်းကိုတော့လူခွေရေးဆိုင်ရာတာဝန်ခံတွေကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးဝန်ကြီးဌာနအချို့ကတာဝန်ခံတွေလည်းချို့မြို့နယ်တွေမှာပြုလုပ်တဲ့တန်တန်းတွေမှာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။မြို့သားညီညွတ်အစိုးရလူခွေရေးဆိုင်ဝန်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံတော်ဝန်မှရှိတဲ့အကြမ်းဖက်ဆီအုပ်စုရဲ့လူခွေရေးချိုးဖောက်မှုတွေကိုမှတ်တမ်းတင်တာ နိုင်ငံတကာမှာအေးအေးမှုတွေရနိုင်မှုကြိုးပမ်းတာတွေပြင်လူလူထောက်ပံ့ကူညီမှုတွေနဲ့အတူခုလိုသိပညာပေးရေးသင်တန်းတွေကိုပါဆင်ဆက်မပြတ်သင်ကြားပေးနေပြီးဒေါ်လင်းကလာတွင်မှာပြည်သူတွေနဲ့တသားတည်းရပ်တည်ပြီးကြိုးပမ်းအားထုတ်မှုတွေဆင်ဆက်မပြတ်လှုံ့ဆော်လျက်ရှိပါတယ်ရှင်။ဆလပီတဘင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စိုက်ပျိုးရေးဦးစီးဌာနမိုးစပိုင်းရာသီဆောင်ရွက်ရေးလုပ်ငန်းများပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါဦးမယ်။ တပင်းမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့စိုက်ပျိုးရေးဦးစီးဌာနမှ2025ခုနှစ်မိုးစပိုင်းရာသီမှာမြို့နယ်အတွင်းကျေးဇူးရှင်တောင်သူဦးကြီးများ၏လေယာဆိုင်ခင်များတွင်ပိုးမွှားယောဂါပြဿနာများကိုစိုက်ကွေးနေသို့ရောက်ရှိဖြေရှင်းပညာပေးဆောင်ရွက်ရာတွင်တက်နိုင်သမျှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းအသိပေးထုတ်ပြန်ထားပါသည်။ဒါပြင်စပားစိုက်ကွေးများတွင်မြို့ကမြို့သက်မျိုးစိတ်များရရှိနိုင်ရန်အတွက်မြို့သက်စိုက်ပျိုးရေးကုမ္ပဏီများကျိုးဆောင်တောင်သူများနှင့်ပူးပေါင်းစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်ရာတွင်လည်းလက်တွဲဆောင်ရွက်နေကြောင်းသိရပါသည်။ ပြီးခဲ့တဲ့နေစပိုင်းရာသီမှာလည်းဆစ်ဆောင်ပြည်သူများအတွက်ရိခါထောက်ပံ့မှုအချို့ကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့မင်းတပ်မြို့နယ်မှာတော်လရင်ထောက်ပို့ပါဝင်သည့်မော်တော်ယာဉ်ပိုင်ရှင်များအားအခွန်ကင်းလွတ်ခွင့်နဲ့သင်းဝေကတ်ထုတ်ပေးတဲ့သတင်းဖြစ်ပါတယ်။မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမင်းတပ်မြို့ဒိန်တပ်ဖွဲ့တွင်19ရက်တာတာဝန်ထမ်းဆောင်မှုအပါအဝင်တော်လရင်တွင်ထောက်ပို့ပါဝင်ခဲ့သည့်ဒေသခံမော်တော်ယာဉ်ပိုင်ရှင်များအားမော်တော်ယာဉ်အသင်းဝင်ကတ်များထုတ်ပေးခဲ့ကြောင်းသိပေးထုတ်ပြန်ပါတယ်။ တဝင်းကက်ကိုင်းဆောင်ထားသူများသည့်မင်းနက်မြုတ်နယ်တွင်ရှိဂိတ်များတွင်ခုန်ခါများပေးဆောင်ရမလို့ပဲလွတ်လပ်စွာသွားလာခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်စောမြုတ်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ဆွေးနွေးတိုင်ပင်မှုအရတဝင်းကက်ကိုင်းဆောင်ထားသူများအားစောမြုတ်နယ်တွင်ဂိတ်များတွင် ကောက်ခံသည့်ဒေသရင်းကားကွန်ကားလေး၅သိန်းကားကြီး၁၀သိန်းမှကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်းသို့တော်ကုန်စည်ခွန်များမှဆက်လက်ပေးဆောင်ရမည်ဖြစ်ကြောင်းဆိုထားပါတယ်။စောမြုတ်နယ်အတွင်းမော်တော်ယာဉ်အသင်းဝင်ကပျက်စီးပျောက်ဆုံးသူများနဲ့ ထောက်ခံချက်မရရှိသေးသည့်မော်တော်ယာဉ်ပိုင်ရှင်များအနေနဲ့ဒေသတွင်ကားကုန်ကင်းလွတ်ခွင့်ရရှိရန်တော်လဲရင်ထောက်ပို့ပါဝင်ပြီးစီကြောင့်ထောက်ခံချက်များကိုမင်းနှမြွနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ယုံမှလာရောက်ထုတ်ယူနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Video NUG သတင်းတော့ Carshell ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။